်မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအန်အထူးစစ်စင်ရေးတပ်ဖွဲ့လက်ကြီးရေးစခန်းကိုတွားရောင်းမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအန်ဟာအေပီလေးရက်ကအထူးစစ်စင်ရေးတပ်ဖွဲ့တွေအတွက်စစ်ရေးလက်ကြီးရေးစခန်းကိုတွားရောက်ခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာကအေပီ9ရက်မှာထုတ်ပြန်ပါတယ်သူတို့လေးကြီးရဲ့အစီအစဉ်ရဲ့တစိုက်တစ်ပိုင်းအဖြစ်အထူးစစ်စင်ရေးတပ်ဖွဲ့ unit အတတီကစစ်သားတွေအကြားလက်နက်ငယ်ပစ်ခတ်မှုပြိုင်ပွဲနဲ့အတူ လင်ကျေးရေးတရုတ်ဆောင်မှုတွေပါခင်ကျုံအန်ကြည့်ရှုနေတဲ့သက်ပုံတွေကိုမြကိုရီးယားအစိုးရပိုင်း KRD ရုံးမြင့်တန်ကြားကထုတ်လွှင့်ပြသခဲ့ပါတယ်။ခင်ကျုံအန်ဟာအထူးစစ်စင်ရေး unit တွေစီထောက်ပပေးဖို့မြကိုရီးယားကထုတ်လုပ်တဲ့ sniper rifle တနက်ကိုလည်းအစမ်းပစ်ခတ်ခဲ့ကြောင်းထုတ်လွှင့်ချက်အရသိရပါတယ်။နိုင်ငံရဲ့အထူးစစ်စင်ရေးစွမ်းရည်တွေအားကောင်းလာတာဟာလက်ရှိစစ်ရေးပြည်ဟာရဲ့အဓိကအစိပ်ပိုင်းဖြစ်ကြောင်းခင်ကျုံအန်ကပြောကြားခဲ့ပြီး သူတို့ရဲ့လုပ်ငန်းဆောင်ရွက်မှုစွမ်းရည်ကိုမြင့်တင်ဖို့ရည်ရွယ်နေအထူးကအတန်းဝန်တွေလည်းအသွင်းလိုက်အကျဉ်းဖြင့်ရေးပြခဲ့ကြောင်းလဲ KRD ကသတင်းထုတ်ပြန်ခဲ့ပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်